One Channel ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ။ One Channel ကနေပြီးတော့ကျွန်တော်တို့အပတ်စဉ်အယူတော်မင်္ဂလာဟောဆန်းနေတဲ့လမ်းစဉ်ရေးရတဲ့ကိုပြန်လည်ထုတ်လွှင့်ပေးလည်ရှိပါရယ်။ကျွန်တော်တို့ဗာမင်းသိခါရဲ့တပည့်ရင်အောင်ခင်မင်းဖြစ်ပါရယ်။ဒီတစ်ပတ်မလ19ရက်ကနေပြီးတော့25ရက်နေ့ထိအင်္ဂါနေ့မွေးဖွားသူများအင်္ဂါသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးတော့မှာဖြစ်ပါရယ်။အဲ့တော့ဒီတစ်ပတ်တာအတွင်းမှာတော့အင်္ဂါနေ့မွေးဖွားသူတွေဟာကိုစိုက်ထုတ်သားတဲ့လောက်ကိုကြိုးစားတဲ့လောက်ကျွန်တော်တို့အကျိုးဖြစ်တော်မဲ့ရည်တွေဖြစ်ပါရယ်။ ဲ့တော့ကိုလုံးရင်လုံးတော့ကျွန်တော်တို့ပို့ပြီးတော့အကျိုးဖြစ်တော့မဲ့ရက်တွေဖြစ်တယ်အဲ့တော့ဘာလို့လို့ကျွန်တော်ခြေလုံးချတော့လေးတွေတော့ဖြစ်နေတတ်တယ်အဲ့တော့ကိုယ့်ရဲ့စိတ်ကူးကြီးမှန်းချက်တွေကိုအတိုင်းအတာတစ်ခုအထိကိုလို့ဆောင်ချက်တွေကိုယ့်ရဲ့စိတ်ကူးကြီးမှန်းချက်တွေအတိုင်းအတာတစ်ခုအထိကျွန်တော်တို့အောင်မြင်လာတာကိုမနာလိုသူတွေကျွန်တော်တို့မကောင်းကြံတဲ့မကောင်းကြံတဲ့တော့တတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေထဲမှာတော့ကျွန်တော်တို့အားလုံးပုံမှန်ပဲလုပ်တဲ့ရက်တွေဖြစ်တဲ့ဖြစ်နိုင်တော့ကျွန်တော်တို့ကိုလှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့အားလုံးပုံမှန်ပဲလုပ်သင့်ပြီးအေးအေးဆေးဆေးကျွန်တော်တို့ခဏလေးနားပြီးတော့ကျွန်တော်တို့နေထိုင်လုပ်ခိုင်းဆောင်ရွက်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေထဲမှာတော့ကျွန်တော်တို့ထွေထူးတွေမလုပ်သင့်ဘူးအဲ့တော့နားသင့်တာလေးကျွန်တော်တို့နားနေမယ်အေးအေးဆေးဆေးနားပြီးပါလေးကျွန်တော်တို့နေထိုင်အားလုံးလုပ်ခိုင်းဆောင်ရွက်မယ်ဆိုရင်တော့ကောင်းမဲ့ရက်တွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းမှာပဲအင်ကောင်နဲ့မွေးဖွားသူတွေဟာကျွန်တော်ဘာတွေနဲ့ပတ်သက်ရင်အကျိုးရှိလဲဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကောင်းလဲဆိုတော့ကျွန်တော်မြေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးနိုင်ငံခြားလူမျိုးခြားဘာသာခြားနဲ့ပတ်သက်တဲ့ကိစ္စမျိုးပြည်ပေါ်ကတို့ထီးတို့ဖက်နဲ့တို့ဓာတ်ပုံတို့လျှက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတုပိဒါပစ္စည်းတွေတက်တတုပစ္စည်းတွေဓာတ်စီဒီဇယ်တို့ပဲမျိုးမျိုးတို့ပြောင်းမျိုးမျိုးတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပွဲရုံပွဲစားပေါ်ဝန်ဆန်ပွဲရုံပွဲစားလုံးဝမဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာထူးထူးခြားခြားအောင်မြင်အစဉ်ပြေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီအဲ့ဒီအတွင်းမှာပဲ ဘာလုပ်ငန်းတွေနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့တတိထားပြီးလုပ်ငန်းဆောင်ရွက်တင်နေဆိုတော့ခီးသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတို့ကျွန်တော်အသေးနှံနဲ့ပတ်သက်တာတို့ရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တာတို့တွတ်တန်တည်တဲ့နဲ့ပတ်သက်တာတို့အတန်တို့ဂီတာတို့နဲ့ပတ်သက်တဲ့ကိစ္စတို့ကျွန်တော်တို့အကြောင်းတို့ကြောက်တို့ကားတို့ငါးတို့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စတွေ ငပိငချောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကိုယ်တို့ကိုင်းတို့ငရုတို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာအင်္ဂါနဲ့မွေးဖွားသူတွေဟာတတိလေးထားပြီးအလောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေတွင်မှာပဲအင်္ဂါနဲ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းချင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုလေကျွန်တော်တို့ရောင်းထွက်ချင်လို့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်တို့ခေါ်လကားလေးတစ်လုံးနဲ့ကိုရောင်းချင်တဲ့ပစ္စည်းတွေကိုခေါ်လကားခေါ်ကားဒီတလုံးနဲ့ကျွန်တော်တို့ထိရိုက်ခောက်ပြီးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးတော့အမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်မှာတော့အင်တော်ရှင်နေဖို့ ကျွန်တော်ညင်မြန်နိုင်မြတွေတကြက်တကြက်တွေဖြစ်ပြီးချစ်သူကြီးစားတွေဖို့လဲကျွန်တော်တရားနဲ့တရားလမ်းခွင့်ရတဲ့ရက်လေးတွေဖြစ်တယ်အဲဒါကြောင့်မို့ကျွန်တော်ညင်ညင်နိုင်နိုင် တိုင်တိုင်မင်မင်နဲ့ချစ်သူကြီးစားတွေရောအင်တော်ရှင်တွေရောနေတဲ့ရက်တွေဖြစ်ပါတယ် ဲ့တော့ဒီရက်နေ့အတွင်းရဲ့အကျိုးဝေးကံကောင်းစေတဲ့ခန်းနံပါတ်တွေအဲ့တော့အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့အကျိုးဝေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဟာ9396ဆိုတဲ့ခန်းနံပါတ်တွေဟာဒီလိုရံမျိုးတွေမှာတော့ကျွန်တော်အကျိုးဝေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်တယ်အဲ့တော့တခုလေခန်းနံပါတ်တွေရေးချင်မယ်ဆိုရင်ဒီခန်းနံပါတ်တွေကိုရေးချေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်နေ့အတွင်းမှာပဲကျွန်တော်အင်္ဂါနေ့မွေးဖွားသူတွေဟာကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်ဗာလေးတွေတတိထားရတယ်ဆိုတော့ခါးနဲ့ပတ်သက်တာအခြေနဲ့ပတ်သက်တာလေးတွေကတော့ကျွန်တော်တတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေတွင်မှာတခုကိုရဲ့အခိုင်းအကျင်းတွေကြည်ကျင်လို့ပဲဖြစ်ဖြစ်ထူးထူးခြားခြားကိစ္စတွေကျွန်တော်တို့ဟိုရှင်းသွားဖို့ပဲဖြစ်ဖြစ်အောင်မြင်ဖို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့မကောင်းတဲ့ကိစ္စတွေရှင်းသွားဖို့ပဲဖြစ်ဖြစ်ထူးခြားကိစ္စတွေကျွန်တော်အောင်မြင်ဆင်ပြေခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်ဆုံးခံကြွားတဲ့ဘုံကြီးပဲဖြစ်ဖြစ်ဆုံးနှံကြွားတဲ့တိလရှင်ဝယ်ဖြစ်ဖြစ်ဘုံကြောင်းတိလရှင်ကြောင်းအောင်ဝယ်ဖြစ်ဖြစ်ကျွန်တော်တို့စက်သားဟင်းနဲ့ဆုံးတယ်ကျွန်တော်ဆုံးညံ့ပို့တာပဲဖြစ်ဖြစ်အလောင်းထူတာပဲဖြစ်ဖြစ်လုပ်ပြီးဆူတောင်းလိုက်ပါခင်ဗျာအင်္ဂါနေ့မွေးဖွားသူများအားလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ